မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင်သံကြားရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါရမယ်အာနာသိန်းစစ်တပ်ကပုံမှန်905ကနဲ့ဖမ်းဆီးထောင်ချထားသူ၃လောင်ကျော်ကိုပြစ်ဒဏ်လွတ်ငြိမ်းနဲ့လွတ်ငြိမ်းသက်တာခွင့်နဲ့ပေးလိုက်ပေမဲ့ဒေါ်ဆန်းစုကြည်အပါအဝင်ကျန်တဲ့နိုင်ငံရေးအကျဉ်းသားတွေအလုံးလွတ်ရေးအတွက်ဆက်စူးစားကြဖို့ AAPP ပြောခွင့်ရသူကပြောလိုက်ပါတယ်မောင်တူးတင်ဆက်ပေးထားပါရရှင်ဟုတ်ကဲ့ပါအာနာသိန်းစစ်တပ်က ုင်ငံရေးကျင်းသားတွေပြစ်ဒဏ်လျှော့ဖို့ပေးလိုက်ပြီးနောက်တနေ့မှာပဲ ABP နိုင်ငံရေးကျင်းသားများကုညီဆောက်ရှောက်ရေးတင်ပြောခွင့်ရသူကအခုလိုပြောလိုက်တာပါကျွန်တော်တို့ခေါင်းဆောင်ဒေါ်ဆန်းစုကြည်နဲ့တမန်ကြီးဦးမြင့်အပါဝင်နိုင်ငံရေးကျင်းသားတွေအားလုံးလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့ဆက်ပြီးတော့စူးစမ်းကြရအောင်မှာဖြစ်ပါတယ်။အဲတော့လွတ်လာတဲ့သူတွေအတွက်ဝမ်းမြောက်ဝမ်းသာနဲ့ကျွန်တော်တို့ကြိုးစားပါတယ်။ကျန်နေတဲ့သူတွေကျင်းအောင်ထဲမှာကျန်နေတဲ့သူတွေလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့အပြင်မှာရှိနေတဲ့သူတွေကဝိုင်းပြီးတော့စူးစမ်းအထောက်အကူမှာဖြစ်ပါတယ်။ ော်ကျွန်တော်တို့အကျဉ်းထောင်နေရဲ့တကားတွေကိုကျွန်တော်တို့ကိုယ်တိုင်ရိုက်ချိုးပြီးတော့ကျင်းထောင်ထဲမှာရှိတဲ့နိုင်ငံကြီးကျင်းသားတွေကိုကျွန်တော်တို့အပြင်ရောက်အောင်လွတ်မြောက်လုံးဝလွတ်မြောက်နိုင်အောင်လုပ်ဖို့တော့ကျွန်တော်တို့တွေအားလုံးမှာတာဝန်ရှိပါတယ်ကျွန်တော်တို့လူ့တော်လှန်ရေးနိုင်မှကျွန်တော်တို့လူမျိုးစီချင်းနဲ့ကျွန်တော်တို့ရဲ့ရဲဘော်တွေကျွန်တော်တို့ကျင်းထောင်ထဲမှာရှိနေတဲ့ကျွန်တော်နိုင်ငံကြီးကျင်းသားတွေအားလုံးမှာတကယ်ချွန်းချင်းမရှိလွတ်လွတ်လပ်လပ်နဲ့လွတ်မြောက်ကြမှာဖြစ်ပါတယ်အာနာသိန်းစစ်တပ်ဟာပြည်သူတွေကိုဥပဒေမဲ့ဖမ်းဆီးနေတာကြောင့်အခုလွတ်မြောက်လာသူတွေဟာလည်း အထူးသတိထားနေသင့်ကြတယ်လို့ဆိုပါတယ်လွတ်တဲ့ထဲမှာလည်းဘယ်လျောက်ကပြန်ပြီးတော့ချက်ချင်းပြန်ဖန်ခံရမလဲအိမ်ပြန်ရောက်မှဖန်ခံရမလဲဆိုတော့ကျွန်တော်တို့သိမနေနိုင်။တော့အချိန်မီသူတို့ကပြန်ဖန်နိုင်တယ်။နောက်သူတို့မှာ layer တက်ဆိုတဲ့ layer အပိုက်တက်ဆိုတဲ့ဒီချုံနှောင်မှုကြီးပေါ့နော်ခြေချုပ်ပုံရဲ့ပုံစံမျိုးကြီးဒါကြီးကလည်းပါနေသေးတယ်။အဲ့တော့အချိန်မီပြန်ပြီးတော့အဖန်ခံရနိုင်တယ်။တကယ်တမ်းစစ်မှန်တဲ့လွတ်မြောက်မှုမဟုတ်သေးပါဘူး။ဒါကြောင့်မို့ကိုယ့်ရဲ့လုံခြုံရေးကိုကိုယ်ကြီးဆိုင်ကြဖို့လိုပါတယ်။ကျွန်တော်တို့ဒီအချင်းနောက်တွေမှာရှိတဲ့ခုနပြောခဲ့သလို တော်ဆန်းစစ်ကြီးနဲ့နိုင်ငံဓမ္မရာယီဥပဒေအပါအဝင်နိုင်ငံချင်းတဲ့အားလုံးချွင်းချင်းမရှိလွတ်မြောက်ဖို့အတွက်နေဦးတော်လိုင်းနိုင်မှုအင်မတန်အရေးကြီးပါတယ်။ဒါကြောင့်မို့ကျွန်တော်နေဦးတော်လိုင်းနိုင်မှုအတွက်ကြာရအခန်းကဏ္ဍနေပြီးတော့နိုင်တဲ့နေရာကနေပြီးတော့ဝိုင်းဝန်းကူညီပူးပေါင်းဆောင်ရွက်ပေးကြဖို့ဒီနေရာနေပြီးတော့မြေတားထံလို့ပါတယ်ဗျာ။905သမားတွေကိုအာနာသိန်းစစ်ကောင်းဆောင်ကလည်းအိမ်ပြန်လာပြီးမဲပေးကြဖို့ဖိတ်ခေါ်နေတာပါ။ဒီစစ်ကောင်းစီကနေပြီးတော့ဒီ905တွေကို လူငင်းချမ်းသာကိုပေးပြီးတော့နိုင်ငံကိုပြန်လာလို့ရပြီဆိုရဲအမိန့်ထုတ်တယ်ပေါ့နော်ဒီနေရာမှာနံပါတ်1အနေနဲ့ကကျမမြန်မာနိုင်ငံသူနိုင်ငံသားမြန်မာနိုင်ငံသူတယောက်ဖြစ်ယုံနေမကဘူးပေါ့နော်စီဒီမ်မှာတယောက်နိုင်ငံဝန်ထမ်းတယောက်အနေနဲ့ကျမရဲ့အမြင်ကိုပြောရမယ်ဆိုရင်ဒါဟာကျမတို့အားလုံးဒီကနေ့ပြောနေတဲ့ထောင်ချောက်စစ်စစ်ပါပဲနံပါတ်1အချက်ကဒါကတော်လိုင်းပြီးသွားလို့ကိုယ်ရင်ကိုပြန်ရတာမဟုတ်ဘူး နောက်တစ်ခုက तू ကလူငယ်ချမ်းသာခွင့်ပေးတယ်ဆိုတာက तू ကမတရားတက်ပြီးတော့အုပ်ချုပ်ထားတဲ့သူတယောက်ရဲ့လူငယ်ချမ်းသာခွင့်ပေးတာကိုကျမတို့ကလက်ခံစရာလည်းအကြောင်းမရှိဘူးတော်လိုင်းပြီးလို့အိမ်ပြန်လာလည်းမဟုတ်ဘူးအဲ့ဒါသူ့ရဲ့အခုမတရားအတုအယောင်လုပ်မဲ့ရွေးကောက်ပွဲအတွက်အင်အားလိုချင်လို့အဲဒီဟာတွေကိုသူကလူငယ်ချမ်းသာခွင့်ပေးတယ်ဆိုရက်အမိန်ကြီးကရုတ်တရက်အချိန်ကြီးထွက်လာတာကိုကျမတို့ဒီတော်လိုင်းစိတ်ဝင်စားတဲ့သူတွေတော်လိုင်းမှာပါဝင်နေတဲ့သူတွေ ကိုယ်နိုင်ငံကိုချစ်ခင်တဲ့သူတွေအမှန်တရားကိုမြန်နိုးတဲ့သူတွေကဒီသဘောတရားကိုကျင့်ရစွာနားလည်ထားဖို့လိုပါတယ်လို့ဒီနေရာကနေကျွန်မပြောပြချင်ပါတယ်ရှင်စစ်တပ်အာဏာသိမ်းပြီးနောက်ဖမ်းဆီးထားခဲ့သူ3039ဦးထိရှိပြီးဖမ်းဆီးခံရစဉ်တည်ဆုံးသူပေါင်း2233ဦးထိရှိလာနေသလိုဒီထဲမှာ ထောင်ရဲစခန်းနဲ့စစ်ကြောရေးတွေမှာတည်ဆုံးသူ605ဦးထိပါဝင်ကြောင်း နိုင်ငံရေးကျင်းသားများကုညီဆောက်ရှောက်ရေးအတင် AAPP ကထုတ်ပြန်ထားပါတယ်ခင်ဗျာကျွန်တော်မောင်တူပါရွှေဆိုင်တွေအနေနဲ့အယောင်မြင့်တင်ဖို့အတွက်ကန်ဆမ်းမဲဖောက်တာဒါမှမဟုတ်အလားတူနီလန်းတွေကိုဆောင်ရွက်တာတွေမလုပ်ဖို့အတွက်ရန်ကုန်တိုင်းဒေသကြီးအဖိုးတန်တက်တုရွှေရောင်းဝယ်သူများအသင်းကထုတ်ပြန်လိုက်ပါတယ် မြန်မာနိုင်ငံကနာမည်ရရွှေဆိုင်အများစုဟာရွှေပြင်ကားထိမဲဖောက်ပေးတာတွေလုပ်နေပြီးအယောင်မြင့်တင်မှုတွေပြုလုပ်လေးရှိကြပြီးအခုလိုတားမြစ်တာဟာရွှေဈေးနှုန်းအပြောင်းလဲမဖြစ်စေဖို့နဲ့ရွှေဈေးကွက်တည်ငြိမ်စေဖို့ရည်ရွယ်တာဖြစ်တယ်လို့အသင်းကထုတ်ပြန်တဲ့စည်းကမ်းချက်တွေထဲမှာဖော်ပြထားပါတယ်ရွှေဆိုင်ရွှေတန့်စင်လုပ်ငန်းနဲ့ရွှေပြည်လုပ်ငန်းလုံခြုံသူတွေအတွက်အချက်15ချက်ပါတဲ့အစည်းအဝေးသတ်မှတ်ချက်တွေကိုအသင်းကထုတ်ပြန်လိုက်တာပါ အဲ့ဒီအချက်တွေထဲမှာစံချိန်မီအလေးချိန်တစ်ချက်သားကို16.32925ဂရမ်တက်မှတ်ထားတဲ့ရည်ညွှန်းစိလိုင်စင်ထဲမှာပါတဲ့စိုက်နေရာမှာရောင်းဝယ်ဖို့အခွန်ပေးဆောင်ဖို့ သက်ဆိုင်ရာစီမံသားရအဖွဲ့နဲ့စီးပွားကူတန်းဝင်ကြီးဌာနမှလိုင်စင်လျှောက်ထားဖို့စတဲ့အချက်တွေလည်းပါဝင်ပါတယ်။ဒီလိုစည်းကမ်းချက်ထုတ်ပြန်တာတွေမတိုက်ခင်ကတည်းကရွှေဆိုင်တွေအနေနဲ့စက်ကောင်စီလောက်ခံတယန်စာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝင်ကြီးဌာနရဲ့အမှတ်နှစ်တက်တူတွင်လုပ်ငန်းကထုတ်ပေးတဲ့ပေါင်းချတွေနဲ့ပဲရွှေရောင်းမှဖြစ်တယ်လို့သတ်မှတ်ထားပြီးဖြစ်ပါတယ်ရှင်။ TVU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ။ကျမတော်ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။